မင်္ဂလာပါရှင်ဒီနေ့မှာတော့မာလာရှန်ကောလေးအိမ်မှာအလွယ်လှုပ်ရှားဖြစ်လို့အားလုံးလေးလိုက်လှုပ်ရှားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ဝက်နံယိုလေးကိုရေနှစ်ထပ်သုံးထပ်လောက်တေချာလေးစီပေးလိုက်ပါမယ်အသားကတော့မိမိကြိုက်နေတတ်တဲ့အသားနဲ့လုပ်လို့ရပါတယ်တေဟိုးလေးကိုရင်းနှီးလေးထည့်ပါတယ် အစောအားတန့်စင်ထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပြီးတော့ပြုတ်ပါတယ်အရသာအတွက်စားအနှင်းငယ်ထည့်ပါတယ်သားမုတ်အနေငယ်ထည့်ပါတယ် အနံ့လေးပျောက်သွားအောင်လို့ဂျင်းမှုန်လေးလည်းအနေနဲ့ထည့်ပြလိုက်ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးဝက်နံရိုးလေးတွေနူးဤလာတဲ့အထိတည့်ပြထားလိုက်ပါတယ်မုံညင်းရွက်နဲ့ဥနီလေးကိုလည်းရေနှစ်ထပ်လောက်သေချာလေးစေးပြလိုက်ပါတယ်ပြောင်းမှုမုံညင်းစိမ့်နဲ့အမှုလေးကိုလည်းရေနှစ်ထပ်သုံးထပ်လောက် စီပီလိုက်ပါတယ်ဝန်းနံရိုးအိုးလေးနူးပြီးဤလာတဲ့အချိန်မှာတော့အရွက်စားထည့်ပါတော့မယ်မုံညင်းရွက်နဲ့ဥနီထည့်ပါတယ်မုံညင်းရွက်နဲ့ဥနီနဲ့အနေငယ်နူးလာတဲ့အချိန်မှာတော့ပြောင်းမှုလေးထည့်ပါတယ်အမှုထည့်ပါတယ် ်မုံညင်းစိမ့်လေးထည့်ပါတယ်အဖုံးလေးအုပ်ပြီးအရွက်လေးတွေအနူးလာတဲ့အထိတဲပေးထားလိုက်ပါတယ်အရွက်လေးတွေနူးလာတဲ့အချိန်မှာတော့ဆယ်ထုတ်ထားပြီးရေစစ်ထားလိုက်ပါတယ်။ ယေရှုလေးတည်ထားပြီးတော့ခောက်ဆွဲထပ်ပြုတ်ပါတယ်ဖုံးလေးအုပ်ပြီးတော့ခောက်ဆဲလေးနူးတဲ့အထိတည်ပေးထားလိုက်ပါတယ် ဒါလေးကတော့တရုတ်စူပါအနေဝင်လာတဲ့မာလာရှန်ကောအနှစ်ထုံလေးပါအနံ့လေးတွေပို့ပြီးတော့မွေးလာအောင်လို့ဒေဦးထဲမှာထည့်ပြီးတော့အပူပေးထားလိုက်ပါတယ် အရန်အကြာကြီးလောက်ဆရာမလိုပါဘူး10မိနစ်လောက်ဆိုလို့ရှိရင်မီးပိတ်ပြီးဒီတိုင်းလေးပဲမွေပေးထားလိုက်ပါမယ်ပြီးအစောအပြုတ်ထားတဲ့ဝက်နံရိုးလေးရဲ့အတိရွက်ရဲ့ခောက်ဆွဲရည်ကိုထည့်ပြီးတော့ရောမွေပေးလိုက်ပါမယ်။ ငုံပြုတ်လေးဝဲထားတာရှိလို့ထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့တေချာလေးတမတော့အောင်လို့ငွေပေးလိုက်ပါတယ်။မြေပဲစီလေးတွေအပေါ်ကနေဖြူပေးလိုက်ပါတယ် နန်းလော်လေးကိုလည်းအခုလိုမျိုးလေးပေါ်ကနေဖြူပေးလိုက်ပါတယ်ခုဆိုရင်တော့စားလို့ကောင်းပြီးတော့ဂရင်းမိန်စီတဲ့မာလာရှန်ကောလေးရပါပြီအားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်